အဝါဖာ9000ကျက်တဲ့နနက်9နာရီခွဲရရင်နေ့လည်း2နာရီခွဲတိရရတယ်။ဖိုင်လေးရတကယ်တမ်းကျတော့ Sunrise ဆိုတဲ့ restaurant လေးမှာပါ။မနက်ပိုင်းကိုကုသိုလ်လေးရဝမ်းလဲဝအနေနဲ့ရောင်းချပီးနေရပါ။ဖိုင်မှာကဟင်းလျာလေးတွေကအသားနဲ့အယောနော်လေးပေါ့။မသားနဲ့တော့မရဘူး။ပြီးတော့အရင်ဟင်းလေးတွေလည်းပါတယ်။ အဝါဖောက်9000ကျပ်ဆိုတာကဟင်းတမျိုးရမယ်ကြံတဲ့အရန်ဟင်းနေငပိရည်တွေထမင်းနေကိုတော့တိုက်တလောက်ထပ်ပြီးရောထဲလို့ရပါတယ်နားလည်မှုလဲမှာဖူးလို့เนาะမိဟင်းနေပါခဏခဏထပ်ထဲလို့တော့မရဘူးပေါ့เนาะမိဟင်းနေကိုတော့သူကအသားနဲ့အရောလင်းကိုတခါတည်းထည့်ပေးလိုက်ပြီးရောဖီလေရေလေးလေးချက်ထားတာထမင်းကတော့တိတိသောဖာနေကဖန်သိပ်ပြီးရောမကောင်းဘူးဆိုပေမဲ့ နောက်နေ့ဒီမှာတော့မွှေးဖန်ဖန်ကဒါနကုတို့ပါဝင်တဲ့အမိနဲ့စအကောင်းဆုံးနဲ့ကျွေးမယ်ဆိုပဲဒါလေးကတော့မုံလာဦးနဲ့အမေသားလေးပါနမချင်နဲ့ချင်မောင်တို့ပေးတယ်တီတီဖားတာကတော့စက်သားနဲ့ဘူတီနဲ့တပြုံးလိုပုံစံမျိုးလေးပေါ့နော်ဒါကသူ့ရဲ့အန်တိုမျိုးနဲ့မပြီးရေအရင်ဟင်းနေရတော့ဖဲဘုံပြောင်းဘူးအင်းချီဟင်းပေါ့နော်ဒါတွေကတော့အင်းနဲ့တင်းနဲ့ရောမတူဘူးပေါ့နော်ပြောင်းလဲနိုင်တယ် သူ့ရဲ့ငားနဲ့လှုပ်ထားတဲ့ငားငပိရဲ့မပြင်းမကျဲလေးကအရန်လည်းမဖက်တဲ့အတွက်ကြောင့်မလို့တတိယငပိရဲ့ကိုဒီတိုင်းတော့ကိုယ်နဲ့ဖက်ပြီးတောက်လာတာဒီအဝါစားငားရောင်းဝင်ကန်ဖိုင်လေးကပြန်ပြောရမယ်ဆိုရင်တော့စမ်းလိုက်ရဆုံးအောင်ဖွင့်လာပါနက်ခင်းမလေးပဲဖွင့်တာအချိန်က9နာရီခွဲရရင်လည်းဒီနာရီခွဲလို့ရေးထားရဆိုရင်ဖော်ဖော်ကုန်နေလေသူကဖော်ဖော်သိမ်းတော့မှာပေါ့နော်တိတိတော့တော့နောက်တနေဖြစ်တဲ့အတွက်ကြောင့်မလို့ အရန်တော့မှဟိရေတွေပါအများကြီးတော့မရှိတော့ဘူး။ဘဝစား9000မှာသမင်းနဲ့အရန်ဟင်းကိုစိုက်သလောက်ထည့်လို့ရတယ်။ငပိအတိုးမျိုးကိုလည်းစိုက်သလောက်ဒီလိုရတယ်။မိန်ဟင်းကိုသာတစ်ခါလေးရမှာပေါ့နော်။ဒီလိုငါးရက်တစ်ထင်းနဲ့ရောင်းချနိုင်အောင်လို့လေမွေးဖိုင်ပိုင်ရရင်ပြောဘူပေါင်းပါလို့ပေးထားတယ်။တကယ်ကိုရင်တကယ်ကိုရင်ခုရှိရင်မလူနိုင်ဘေးရောက်နဲ့အဲ့လိုမျိုးလေးကတတိယတော့မြင်မိရဲ့။ ဒီပစ်ကြီးရမှာ9000ချက်ထဲနဲ့ဒီလိုလေးရောင်းချပေးနိုင်အောင်တော်တော်လေးကိုကျေးဇူးတင်မိတယ်။ဖားရတာလည်းလမ်းဘေးကပြူးပြူးလိုဆိုင်ရင်းဖုတ်ပဲနဲ့ဆိုင်ရင်းမှာဝင်ပြီးတော့ဖားရတာမျိုးပေါ့နော်။ဒီဆိုင်ကြီးကညဆိုရင်သူကတော့ပန်းကညဆန့်ဆုပ်ပြီးတော့အတိတ်ခုနဲ့ပိုင်းလေးပါအခုတော့မဖြစ်နေဘူး25ရင်းနေကြရင်ခုမှပုံမွေးနေကြရင်လည်း promotion နဲ့အများကြီးရလာဦးမှာတဲ့ ။မနက်ခင်းပိုင်းလေးမှာတော့ဝမ်းအောင်နှံထင်းကိုတို့ကျူးကျူးဆော့ဆော့နဲ့အမိသေးတို့ကြောင်းကြတယ်။ဖိုင်ရဲ့မကြည့်မကျဲငါးဖက်တင်နဲ့မပြည့်ရီကဒီလိုလေးဖန်ဖာပြီးရောသူ့ရဲ့ဖီလေးရည်နဲ့အမိကလေးနဲ့တော်တော်လေးကိုလိုက်ဖက်တယ်။ကြက်သားလေးတွေကလည်းနူးဤပြီးရောချူချူလေးနဲ့ဖားလို့ကောင်းတယ်။ကိတနာပပနဲ့ချက်ထားတယ်။ချင်းမောင်ကျောင်းနဲ့နှမ်းမချင်ကိုဘာလို့အရင်ဟင်းထဲမှာတွဲထားရလဲမသိပေမဲ့နှစ်ခုလုံးကတော့ဖားလို့တော့ကောင်းတယ် ီတီကတော့ဒီလိုအဝါဖား9000နန်းသမီးလေးကိုရည်ချီရောင်းချပေးနိုင်ပါသလိုဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ဖိုင်ရဲ့လီဖာလီကတော့တောက်တလုံးလန်းနင်းမြီလေးတန်ကြီးရက်ွက်ထဲမှာရှိရပါ။ဒီတရဲ့ဘလော့လေးကိုအဆုံးပြရှုပေးလို့ကျေးဇူးများတင်ပါတယ်ရှင်။နောက်ဘလော့တွေမှာတွေ့မယ်နော်။အားလုံးတတား။